even though she drink enough water. Ah, okay. ရှင်သာပြည့်တယ်လေမပြောက်ဘူးတဲ့အဲ့ဒါကြောင့်ဆရာတို့ပြားလည်းပြအောင်လုပ်ရပါမယ်ဒီသမီးဖုံဖုံကြီးမှာသူကလာပြီးတော့ဒီတဘာဝအခန်းထဲမှာဖုံဖုံကြီးရဲ့ခန်းထဲမှာတော့အိတ်ကြတခါကြီးအိတ်ထားပါသမီးရောခင်းမှာတွေ့ရတယ်

You need to bring more water and then the negative will be, be gone. Yeah, but the experience that maybe sometimes not true. You must be mindful to whatever you do in this way. You can know what is the cost of habit. You must be mindful in eating you must be mindful in drinking every action of your body and mind need to be mindful. In this way you will know. Mm -hmm. Because of average.

တို့မိဘတွေကလည်းဒါကိုလွတ်လွတ်လပ်ကလေးကိုဆွေးနွေးခွင့်ပြုတယ်ဒီလိုဆိုရင် you can ဒါကိုကျင်းအပြည့်မြန်မာနိုင်ငံမှာဒါမျိုးတွေလှုပ်ရှားတဲ့လူငယ်တွေမှာအတိအကျတိုးလာနိုင်တယ်သူကဗီယက်နမ်ကလေးဖြစ်တော့လေဗီယက်နာလူမပြောဘဲနဲ့အင်္ဂလိပ်လိုပဲသူဆွေးနွေးတယ်သူကတွေးခေါ်ပုံကအစအင်္ဂလိပ်စကားနဲ့သူတွေးခေါ်နိုင်တဲ့သဘောဖြစ်တယ်လူငယ်တွေက မိသားစုစကားကိုနားထောင်တာတဲ့သူတို့ကိုယ်တိုင်တွေးခေါ်နိုင်တဲ့အတွေးခေါ်ရပို့ပြီးတော့နိုင်ငံတိုးတက်ဖို့အတွက်တော်တန်ဖို့ကြီးတယ်ပေါ့သူပြောတဲ့အင်္ဂလိပ်စကားတွေကိုအကြိုက်ပြောရတယ်နောက်ဘာသာပြန်ပြီးတဲ့အားလုံးအားလုံးကိုဦးဇင်းဆက်လက်ပြီးတင်ပြပေးပါမယ် You will feel sick, you will feel courage, you never develop any disease, caused by food and drink. တော်တော်ဝဲတွေးပြီးတော့စဉ်းစားမိတယ်ဥစ္စာပြန်ဘလို့မီးသိမ်းတယ်သူကချင်းချင်းနေပုံနေပါပဲပြီးတော့အပြို practice meditation <coughs> When I press this meditation, uh, I came to know, I have to be mindful of whatever I do. Mindfulness, the meditation is the meditation. natural medicine for everyone. In this way, I became less and less sick and perished. ကိုင်မကိုက်ဆိုရတဲ့မိဘတွေနဲ့သူတို့ပြန်ပြီးတော့ဆွေးနွေးမယ်လို့ထင်ပါတယ်။ဆရာပြောနေတဲ့စကားတွေကဓမ္မစီကိုပဲသူကအဓိကပြောနေတာ။ကနေ့ကဩဇာလေးကိုချလိုက်ပြီးလှထပ်ပြီးမမေးတော့ဆိုတော့ သူ့ရဲ့စိတ်အခြေအနေကြည့်ရတာ။ဉာဏ်လည်းစုပုံတယ်။ Wisdom about how to make adjustments. ရှင်းနေတဲ့ How to make adjustments within my body. ရှင်းနေကြတယ်အများဆုံး Congo done. <laughs> so you should rely on more mindfulness in sitting meditation and they. ေအသက်ဘယ်လောက်လဲဒီမပြောချင်တော့ရှစ်နှစ်အဲ့အရန်တွေ့တဲ့အတိုင်းကွက်တည်ရဘယ်နှတန်းလဲဒီကစတန်ဒတ် school school တက်ဂရိတ်အဲ့ပေါ်တက်ဂရိတ်ပေါ့ grade grade 3ပေါ့ you understand my answer အဲ့ဒီဘာပြန်ပြောမလဲသူ့အတွေးနဲ့လေအဲ့ yes ဒီဗမာအရှင်းပြအဲ့ဒါမိုက်ချသွားတော့ဟွန်းတိလိုက်တော့ကြာ က်တဲ့အခါမှာ60မိနစ်ဆိုရင်ကုန်းမင်းနဲ့ပိုင်ခွေရမှာအကြောင်းတရားတွေကအများကြီးဆိုအများကြီးလို့မရိုက်နိုင်ဘူးဒီကဘာသာပြန်တဲ့စကားဝယ်ပုံမှန်ကအဓိကယူရမှာဖြစ်တယ်ဒါပေမဲ့အခုရှင်းပြတဲ့အခြေအနေမှာသူတို့ရဲ့စိတ်အခြေအနေနဲ့ကလေးအမြင်အတွေ့အကြုံပုံမှန်ရယူနေတာဒီလိုအနောက်မိုက်စတူ carriage is something that တဲ့ရင်စင်းနေစီရဲ့အမိတယောက်ကမိဘရင်းနဲ့သူကိုဝဲနေရဲ့ဆရာတော်တပါးစီကသူတိကျနေကျမ်းမာကြီးရဲ့ပျောက်ချင်းကိုသူကအယူအဖတ်နဲ့ပျောက်မလားတော်နေတဲ့တရီရှင်နဲ့ပေါ်တက်နိုလော်ဂျီအဲ့ဒီစီစဉ်တယ်။ဒီကျက်ကြီးကိုချိန်ကျင်းတဲ့လူပြောမှသိရမှာမရှိဘူး။မကျင်းတဲ့တဲ့ဘောလေးလည်းရှိတယ်။ဒါပေမဲ့လူငယ်တယောက်နဲ့ရဲရင်မီးရတာ ဘာပြောမြန်မာနိုင်ငံကလူငယ်တွေဒါတွေတည်တယ်နဲ့ကလေးတွေတားငယ်တမီးတွေတည်တယ်နဲ့မိဘတွေတည်တယ်နဲ့ဘာသာတရားနဲ့အဲ့လိုထိပ်ပြခြင်းဟာအလွန်တန်ဖိုးကြီးတယ်။နာဖမြောင်ရဲ့မျက်နှာကိုကြည့်ခြင်းအပြင်သူတို့ဘာလို့ဆူလို့မလဲဆိုတာနားလည်နိုင်တယ်သူချင်းချင်းပြန်ပြီးတော့အသင်ခေါင်းတော်တယောက်ကပြန်မေးတာပေါ့ ီရင်နဲ့လည်းသူကပြောတော့တာဒီကိစ္စနဲ့အဲဒီကောင်လေးသူရေပါလာတော့ဒီဘီနန်လို့ပြောတော့အမြဲတမ်းမရိုက်တော့ဘူးဘာသူတို့ချင်းချင်းပြောပြီးတော့ကလေးကိုဆွေးနွေးလိုက်တာပေါ့ဘာသာပြန်တာဘာလဲတော့မပြောတတ်ဘူးအဲဒီကတရားလေးမျိုးစာဓုစာဓု စာရီအဲအချိန်ကံဖျားရှင်ခုတော့မရသေးဘူးသူတို့ကသူတို့မူတိုင်းဖြစ်နေမဟာယာနလာလေဥဒ္ဓမတာရဲ့အဲ့ထိုင်နေစတိုင်လေးပေါ့အစင်းမြတ်တာကိစ္စတဲ့လေဒါကဘာကျော်စတိုင်ပေါ့ကိစ္စရှင်းပြလိုက်ဟုတ်ကဲ့ပါဆရာတော် viene giochi trivia trovano voi che come si è si deve assaggiare e si è che è male tutti come è zero e si assaggiare dove essere fa un regolare ma puoi fare la lava tu vedi tu non ေးပေါ်မှာသူကောင်းတိုက်တာမကြောက်ဘူး။ခြေတော့တော့လေမကြောက်ဘူး။အဲ့ဒီကျတော့ဘယ်လိုလုပ်ရအောင်လဲ။အဲဆရာတော်ဒီလိုပြန်ပြီးပါလေအဲဒီလိုမျိုးဒီတော့ရေကြောက်လေဆိုတော့ ခေါ်ဆိုင်လာလဲဆိုတော့သိရပါမယ်။ဘယ်ကောင်မှမဆိုဘယ်လိုဆောင်လုပ်နိုင်မှာမဆိုစားတာတောက်တာအဆုံးသိနေရပါမယ်။ဒီလိုသိနေလို့ရှိရင်ဒီလိုသိရင်ဒီလဲကခေါင်းဆိုင်ရတဲ့အကြောင်းရင်းကိုသိတာပါလိမ့်မယ်။သောတိရဲ့ခန္ဓာမှာ လားကောင်းတယ်ဆောင်းရဲ့အခါမှာလည်းအရန်တပူတို့၊လေးတို့၊မမတို့၊မကျော်တို့သတိထားပြီးတော့စားပါမယ်ခန္ဓာရဲ့အခုချိန်ကိုစောင်းနေဖို့ကြည့်ပြီးတော့သတိပြုပါမယ်ခန္ဓာရဲ့ lo ai sa ko tit di lo belo sa me belo sa me ko sa ya me le 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 sa me cho sa ya me အဲ့ဒီလိုသတိနဲ့စားတဲ့အခါမှာလည်းမိုင်းပုံဖြစ် ဲ့ခန္ဓာမှာဖြစ်တဲ့ကုသနာမှုတွေဈာနာမှုနာစေတကဲမှုတွေဟာအစမ်းတော်ဟာအကြောင်းရင်းတစ်ခုဖြစ်ပါလေ။အေးပေါက်တာတော့လေပေါက်တာမှလည်းအကြောင်းရင်းတစ်ခုဖြစ်ပါလေ။အရှင်ကဆရာတော်ကတရား เส้นเตาหยาย这样了吧？给你看那那谁嘛，大便呀，第二位，这里有人啊，这样啊，可把我是第二位，俺那个对，第二位。 ားတဲ့သူကြည့်နေလို့ရှိရင်ဆေးတောက်စရာမလိုတော့ပါဘူး။ဆေးအောင်လည်းပြေဖို့ဆေးကိုပါစရာလည်းမလိုတော့ပါဘူး။ဒီလိုမျိုးသိနေတဲ့အတွက်ဒီနေ့ခံစားနေဒီနေ့ခံစားအောင်အစားအသောက်ကိုဘယ်လိုပြသအောင်လုပ်ရမလဲ။ဆိုတော့ပြရပါလေ။ လို့လဲဆိုတော့ခေတ်ကအတိတ်တက်ပြီးတော့အစွဲထုတ်အစွဲထုတ်နေလို့ပါလေဒါကြောင့်ကျော်ဤလေးဟာဆရာကျန်တာပေါ့နော်ဤကိုပြီးတော့တရားအားထုတ်တဲ့အခါမှာရော လောက်ဆောင်လို့ရမှာနော်အတိစိတ်နဲ့တတိပြုနေရပါမယ်မိုင်းဖို့ဖြစ်နေရပါမယ်ဒီတော့ကမမလုံးတော့ပါဘူးခေါင်းဆိုင်တယ်ဆိုရဲအစွဲကိုပြုတ်ရပါမယ်ဒီတော့ကမင်းဒီမတော့တာလဲဆိုရဲဆွဲရတဲ့အစွဲကိုလည်းပြုတ်ရပါမယ်ဒီတော့မှပြုတ်တယ်ဒီမတော့ကိုပြုတ်ဘူးဆိုရဲအစွဲကိုလည်းပြုတ်ရပါမယ် ေဖြစ်တဲ့ mindfulness ကသောတာပန်ကိုရောက်ကင်းစေတဲ့အကြောင်းလေးပါပဲဒါကောင်းမကောင်းလို့ဦးဇင်းကဖမ်းနေပါလေ။ဒီရဲ့အတိတ်က ီရောဆောက်ရအကြောင်းလေးတွေရဲ့သဘောတရားကိုသိချင်ပါမယ်။ဆက်ရီကိုသိနိုင်လို့ကယောဂီကသတိပြုမှပါလေသိနိုင်ပါမယ်။နောက်ပိုက်တယ်ဆိုသိတဲ့အသည့်ကသကုကိုသိတဲ့အသည့်ဖြစ်တဲ့အကြောင်းကြောင့်လို့ ignorance နဲ့မသိမှုအဝိဇ္ဇာနဲ့သိပါလေဖြစ်ပါလေ။နောက်ပိုက်တာက ီရဲ့တောင်းပြရမယ်ဆိုတော့သိခြင်းနဲ့သိတယ်အတိကမိုင်းဖုန်းစမ်းနဲ့သိတယ်အတိကျပြီးတော့အဲ့ဒီစိတ်ကိုစုံနေစိတ်ကဒီတဲ့ကျန်ပြပါမယ်ဒါကြောင့်ကျောင်းရဲ့စိတ်ကိုအင်္ဂါရစ်ကိုဒီစိတ် sumaru jɔ bi a wo tutu jɔ ye alen wo lɛ kana yi la ne ta lo di o yi.

ดูได้ยังไงเนี่ยังไงเนี่ยนะชาวบ้านสักแต่ก็ได้มีอย่างเพราะเป็นอย่างเยอะแล้วมันจะเป็นอย่างไรถ้าจำจะได้ผู้ใหญ่ที่ไม่ได้รับผู้ใหญ่แล้วได้แล้วว่าเราจะแก้ไขปัญหาได้ก็มาวิ่งพวกนี้เหรอวิ่งง่ายเลย အဲ့ဒီကတည်းကရှိတယ်။ဒါကအဲ့ဒီလိုမျိုးတကယ်ပါ။ဒီဒီပုံကောင်းကောင်းပေါ်လာတော့သုံးသုံးကြတာ။အာဒီပြေသုံးမှာမလား။ဒီပြေညာကိုခလုံးလေးရောက်လို့ရှိတယ်။ဒါနဲ့သုံးလာ။ဒီလေရေဖြစ်တဲ့နေရာ။ကမ္ဘာကြီးကနေတော့ဒါတော့ဆရာတော်နဲ့ဒီလူငယ်လေးတမင်းငယ်လေးရှင်းနေတမီလေးရမ်းတော့ဆရာတော်ဥဒ္ဓမတာက ဘဝနဲ့အတူရှင်သန်လာခြင်းအကြောင်းပြားကိုဒါဥပမာတန်းတင်ပြတာပါ။ဒီမှာမျိုးသူတော်ကောင်းတို့အနေနဲ့လည်းမြင်ပြတဲ့အတိုင်းပဲအရင်တော့နောက်ကရောအချိန်ကြီးရောအားလုံးကိုအများကြည့်အောင်လည်းရောက်ပြီးတော့ဒီလေနောက်မိသားစုတူပြီးလွ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 ကလေးတွေဥစားရသူကအဲ့လိုဖြစ်နေတာတွေ့ရပါတယ်။ကောင်းပါပြီ။အပြည့်ပြည့်နဲ့ရင်းကြလာတဲ့ဘဝကြီးရပါပြီ။ လူမြောက်ချင်းတစ္ဆာရည်တည်ပါစေလို့ဆန္ဒပြုရင်အားလုံးချမ်းမြေ၊လေးပြန်တည်ပါစေ။ထူထောင်ရင်ကျွန်တော်နဲ့ဆက်နေလိုက်ပါမယ်။